မြန်မာနဲ့ရုရှားနိုင်ငံအကြားဗီဇာကင်းလို့ခွင့်သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်တယ်လို့သတင်းရရှိပါတယ်။မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ရုရှားနိုင်ငံတို့အကြားအပြန်အလှန်ဗီဇာကင်းလို့ခွင့်ဆိုင်ရာသဘောတူစာချုပ်ကို အော်တိုဘာလ28ရက်နေ့ကချုပ်ဆိုခဲ့ကြောင်းအာဏာသိမ်းစစ်အုပ်စုကထိန်းချုပ်ထားတဲ့သတင်းစာကနေအော်တိုဘာလ30ရက်ဒီကနေ့မှာဖော်ပြပါတယ် ဘယ်လာရုစ်နိုင်ငံမင်းစ်မြို့မှာကျင်းပတဲ့ယူရေရှားဒေတာလုံခြုံရေးညီလာခံအတွင်းစစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့အသေးစိတ်ကိုတော့ထုတ်ပြန်တာမရှိပါဘူး။ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြား2025ခုနှစ်ကနေ2028ခုနှစ်အတွင်းညှိနှိုင်းဆွေးနွေးပွဲအစီအစဉ်ကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုရုရှားရွေးကောက်ပွဲကော်မရှင်နဲ့လွှတ်တော်ကလေးလာသူတွေဆေလွှတ်ဖို့လည်းဆွေးနွေးခဲ့ကြပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြန်မာစစ်အုပ်စုနဲ့ရုရှားနိုင်ငံဟာနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာဖြစ်ပြီးတော့ရုရှားဟာစစ်အုပ်စုအတွက်စစ်လက်နက်ပစ္စည်း drone နဲ့ရဟတ်ယာဉ်တွေကို ရောင်းချပေးထားတယ်လို့အရက်ဖက်အဖွဲ့အစည်းတွေက ပြောဆိုထားကြပါတယ်ခင်ဗျာ အခုနောက်ထပ်သတင်းတပုတ်အနေနဲ့စစ်ကော်မရှင်တက်နဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးခဲ့တဲ့တအောင်းတက် TLA အနေနဲ့မိုးကုတ်ကနေတက်ဆုပ်နေပေမဲ့မိုးကုတ်မှာရှိတဲ့ကြံတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပကဖတွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကတော့မြို့ကိုဆက်ပြီးလုံခြုံရေးယူထားတယ်လို့သိရပါတယ်။ဒီအကြောင်းအပြည့်အစုံကိုဂျူချန်းကဆက်ပြီးပြောပြပေးမှာပါခင်ဗျာ။စစ်ကောင်မရှင်တက်နဲ့အပြည့်ရဲ့လက်မှတ်ရေးထိုးခဲ့တဲ့တမ်းမျိုးသားလွတ်မြောက်ရေးတမတော် DNLA အနေနဲ့ မိုးကုတ်ကနေတက်ဆုပ်နေပြီမဲ့မိုးကုတ်မှာရှိတဲ့ကျန်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပကဖားတွေပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကမြို့ကိုဆက်ပြီးတော့လုံခြုံရေးယူထားတယ်လို့တင်ရရှိပါတယ်ကျွန်တော်အတင်းလေးထားပါကျွန်တော်တို့မိုးကုတ်မိုးကုတ်ဝင်းကျင်မှာအစီပြုနေတဲ့ဒီတရင်တပွဲတွေကသူတို့ရဲ့မဟာမိတ်တွေအကုန်လုံးကျွန်တော်တို့တပေါင်းစုတပေါင်းမျိုးနဲ့ကျွန်တော်တို့ဒီဟိုဘောနော်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ဆိုရင်ကျွန်တော်တို့ရပါလိမ့်ကြမိုးကုတ်မှာကမိုးကုတ်မှာကမိုးကုတ်အုတ်ချိုရင်းနဲ့ပတ်သက်လို့ ဟိုဒီမှာဗီဒီယိုအထုတ်ရေးဖွဲ့ဆိုတော့ဘူလေးရှိပါတယ်ဗျဟုတ်ကဲ့ပါတယ်အဲ့ဒီဖွဲ့ကတော့အခုချိန်ကြီးတဲ့တာဝန်ဆက်ယူနေပါတယ်ဗျတရုတ်ဂျာဝင်မှုကြောင့်အပြစ်ရခဲ့ရတဲ့ TNL တက်အနေနဲ့မိုးကုန်းနဲ့မိုးမဲမျိုးကနေစုခွာပေးဖို့အတွက်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ရပါတယ်အဲ့ဒီအပြစ်ရစာချုပ်ဟာအောက်တိုဘာ29ရက်နေ့ကစတင်အသက်ဝင်တာပါဒီနေ့အောက်တိုဘာ30ရက်နေ့အထိ TNL တက်တေဆုတ်ခွာနေပြီမဲ့မိုးကုံမြို့အုပ်ချုပ်ရေးအဖွဲ့မန္တလေး PDF မိုးကုတ်ဘျူဟာမိုးကုတ်ပကဖ စတဲ့တရင်တပ်ဖွဲ့တွေကတော့ရှင်ရင်စွဲနေရအတိုင်းပြင်ဆင်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ဒီလိုမျိုးကိုထိန်းချုပ်နေမျိုးကိုကာကွယ်ဖို့အသင့်ပြန်ထားပေမဲ့စစ်ကောင်မရှင်တပ်အနေနဲ့ TNL ကိုတရုတ်ဖိအားနဲ့အကြက်ကန်ပြီးလောင်ရှုလိုမျိုးအဖြစ်မျိုးဖြစ်မှာကိုလည်းတော်လရင်တက်ဖို့ရိအနေနဲ့စိုးရိမ်နေကြပါဗျ။ဟိုရလူကိုကျွန်တော်တို့မကြောက်ဘူးဗျ။ လက်ရှိ DNA တွေကအနေဒါစခုရှိတဲ့အခါမှာဟိုဘောနော်သူတို့ကနေပေါ့ဒါတွေငါတို့ခွင့်မပြုဘူးသူတို့ကဟိုဘက်မှာတဘောတူညီတာတော့ဟိုဘက်က DNA တွေကိုတင်ပြီးအချက်ကန်လာနိုင်တယ်ဘောနော်အချက်ကန်နိုင်တယ်လေ DOP ရတယ်ပေါ့အဲ့တော့ဘာအချက်ကန်လာလဲဆိုဒီမှာကျန်တဲ့လူတွေကပုံထုတ်ပြီးပါလားဆိုလိုမျိုးဖြစ်သွားရင်လာရှုလို့ဖြစ်စင်လို့ဖြစ်လာမှာကျွန်တော်ကြောက်နေတာဟိုဘာလို့လာရှုလို့ဖြစ်တော့မှလဲဆိုဆင်မောကိုကျွန်တော်ခုနပြောပြရတော့ပဲကျွန်တော်တို့ကဟိုစက်တာဝင်ယူရမှာဘာလို့ပေါ့မယ်ဆိုသူတို့ကပြန်လို့ DNA တွေကို PR ပေးနေတယ်အဲ့ဒါဆိုဒီကျန်တဲ့ဖွဲ့တွေအကုန်လုံးထုတ်ပြီးပါဆိုတဲ့ဟာကြီးဖြစ်လာခဲ့ရင်ကျွန်တော်တို့အဲ ကျွန်တော်တို့မှာတခြားတော့အခက်အခဲတွေတနည်းအားဖြင့်ပြောရင်ချင်းချင်းပြန်ပြီးတော့ဖြစ်ရမှာရှိကောင်းရှိလာနိုင်တယ်